င်္ဂလာပါရှင် listeners heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာတိတ်ပံမောင်ဝရေးသားထားတဲ့ဝိတုစောင်းမဘောင်းကျုပ်တစ်ထဲကဆရာဥပါတန်းတို့နှစ်ဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျမကတော့နန်းတင်ကြီးဖြစ်ပါတယ်ရွာတေကြီးကစကိုင်းနဲ့မြင်းချံအကြားအေယာဝတီမြင့် လက်ရာကမ်းမပေါ်တွင်တရှိသော ရွာကြီးဖြစ်လေသည်ကြောက်တလုံးခေါ်ရွာနှင့်မျက်ဆောင်ထိုးနေ၏ရွာတကြီးဘူတဲကသခိုင်းနယ်တဝိုက်ရှိ အကောင်းဆုံးသောဘူတဲသုံးဆောင်တွင်တဆောင်အပါဝင်ဖြစ်လေသည်ကြံနဆောင်ကတရဦးဘူတဲနှင့် အုံတော်ဘူတဲများဖြစ်ကြလေသည် အနေအထားကထိုဘူတဲနဆောင်ထက်ဤရွာတကြီးဘူတဲကတာလွန်ကောင်းမွန်လေသည် အေယာဝတီမြစ်ကို မျက်နာပြူထားသောကြောင့်ညနေခင်းအချိန်တွင် မြေအတွင်းမှ လေပြည်လေညင်းခက်ပြင်းပြင်းကလေးတိုက်လီရှိ၏။နှွေဥရုခါတွင်အလွန်တရာမှပင် နေထိုင်၍ကောင်းလေ၏။ညထမင်းစားတောက်ကြပြီးနောက်နေပိုင်ဝင်ထောက်နှင့်အတူဘိုးတဲရှိဝရဏာကလေးတွင် ကလတ်ထိုင်များကိုထုတ်ထိုင်ကနှစ်ယောက်သားထွေရလေးပါပြောကြဆွေးနွေးကြလေ၏။လေဒီဆရာတော်ကြောင့်တစ်ချတောင်း ဥတီလောကအကြောင်း၎င်း၏စာအုပ်ပန္နိတာဝေရဏိယကျမ်းအကြောင်းယဟန်းမြ၏အေးကျမ်းကြောင်းလူအဝိနှင့်နေထိုင်ကြသူအစိုးရအမှုရန်ကုံတဲ့လေလုံဆရေးမြ၏အကြောင်းတောသူတောသားတို့၏စိတ်အေးကြောင်းတို့ကို ပြောကြကြ၏လာဇန်းတရက်နေ့ဖြစ်သောကြောင့်မောင်အတိမိုက်၍နေ၏မြစ်အလေကျွန်းပေါ်တွင် ကိုင်းလုတ်သူတို့၏တဲမှတချင်းတန်းများကိုကြားရ၏ အေယာရီမြကြီးဖွေးဖွေးနေသည်ကိုမှောင်ထဲတွင် ခရီးရီတွေ့မြင်ရ၏နွေခါဖြစ်သောကြောင့်ရေစီးခြင်းမရှိငိန်တက်လျက်တင်ဖြူဖျားများခင်းထားပြီးတကဲ့သို့နေ၏တခါတခါမြစ်ထဲတွင်ခက်၍လာသောငှက်ခတ်တန်းတို့ကြားရ၏ညတွင်ကြက်စားကြသောပိုးမွှားတို့၏မြည်တမ်းကိုလည်းကြားရ၏ဘိုးတဲရှိဝင်းတွင် ပေါက်ရောက်လျက်ရှိသော တရက်ပင်လေးပင်မှလည်းလေးမလာသဖြင့်ငြိမ်သက်စွာရှိနေကြ၏စိတ်အေးစန်းစရာကြီးပင်တည်းမိုးကောင်းငင်ကိုမျှော်၍ကြည်လိုက်ပြန်လင်လဲကြည်လင်လျက်နေ၏ကြဲအပေါင်းမှလည်းထွန်းလင်းတောက်ပလျက်နေလေသည်တရက်ပင်တွင်ပေါ်တွင် နားနေသောညင်းငှက်တကောင်း၏အတန်ကို မကြမကြကြားရလေသည်ဤအတန်များအပြင် အခြားအတန်များကို မကြရတိတ်ဆိတ်လျက်ရှိနေ၏ စိတ်အေးချမ်းခြင်း၏အရာသာကို၃နာရီခန့်ခံစားပြီးလျှင်အတီးတီးမိမိတို့၏အခန်းသို့ဝင်ကြလေသည်။နေပိုင်းဝင်းတော်မင်းကအိပ်ပျော်လေပြီ။ကြံဝင်းတော်ကဤစာကိုရေးလျက်နေ၏။အကြောင်းကဆရာပေးလိုက်သောစာကို25ရက်နေက ရုံပြတာယူဆောင်လာ၍ရပါသည်ခမညာ။သို့တော်လည်းခရီးသွားနေ gain ဖြစ်သောကြောင့်စာချက်ချင်းမပြောင်းရခြင်းဖြစ်ပါသည်ခမညာ။ယခုအပတ် နယ်လှည့်ထွက်ခြင်းကယခင်ကထက်အကျိုးများလေသည်ယခင်အပတ်ကရာဇဝင်ဘဟုတုတဒေတန္တရဘဟုတုတကိုရခဲ့ပေ၏ယခုအပတ်ကဘာသာရေးနှင့်ပတ်သက်သောဘဟုတုတကိုရခြင်းဖြစ်လေသည်အနည်းငယ်ဖော်ပြပါမည်မတ်လ22ရက်ညနေ9နာရီခွဲ အချိန်ခန့်တွင်ဝါချက်တွင် အလုရှိသောကြောင့်စကိုင်းကြောင်များရှိရာသို့ ငှက်နှစည်းငှကဝင်းတောင်မင်းနှင့်အတူ အစေကံများပါထွက်၍လာကြလေ၏။ဝါချက်ခေါ်ရွာကကြောင်များဤအဆုံးတွင် တီးရှိလေသည်။ဗရမယာဇေဒီနှင့်မနီမဝေဒီမြစ်စိမ့်မှထွက်လာ၍သုံးလေးမိနစ်ကြာသည်နှင့်ပင်ကြောင်များသို့ရောက်၏။မကြာမီတကြောင်ပြီးလင်တကြောင်ကြော်၍လာခဲ့ကြ၏။လမ်းဘေးတွင်စိုက်ထားသောလှေကြီးများကိုလည်းတွေ့မြင်ရ၏။ ထိုလေကြီးများပေါ်တွင် ထမင်းစားတောက်ပြီးကြ၍စေးဘောလေကြီးများကို လက်ကြားညက်ကစတိုင်ပါပါနှင့်ဖွာလျက်ထိုင်နေကြသည်ကို တွေ့မြင်ရလေသည်လေထိုးသမားများ၏အလွန်စည်းစိမ်တိုးသော အခိုက်အတန့်ကလေးပင်မိမိတို့လှေနဘေးအနီးနားတွင် ဖြဲ့၍ခတ်သွားသောငှက်ကလေးများကိုဂယုမဆိုင်ရှိသည်ဟူ၍ပင်မထင်မှတ်ကြကြ၏အေယာမလှေကြီးပေါ်တွင် ရောက်နေသူများဖြစ်သောကြောင့်သွေးကြီးလဲ ကြီးစရာပဲပင်အနေငယ်သွားမိလင်မြန်အောင်ဆောင်တို့ရောက်ကြလေသည်ဝါချက်တကြီးလဲထိုးချောင်းတို့အဝင် ကန်းစိတ်တွင်လာ၍စောင့်နေရှာပေသည် လူရောပစ္စည်းများပါ မကြမီကန်းပေါ်သို့ရောက်ကြ၏မှောင်လဲမှောင်ပေပြီဤငှက်ဆက်ရာနှင့်မနီးမဝေးတွင်တီလရှင်ချောင်းရှိ၍ထိုးချောင်းမှတီလရှင်များဝတ်တန်နေကြသောအတန်ကိုကြားရလင်ជីနူး၍မဆုံးနိုင်အောင် ဖြစ်ရ၏အတိဘယ်ကြကြနနမတိရဇေကမူဝတ်တတန်ဤအတန်ကိုကြားရလဲជីနူးသောစိတ်ជីညိုသောစိတ်ဝမ်းမြောက်သောစိတ်တို့သည်တဖွားဖွားပေါ်ပေါက်၍လာကြပေ၏တချင်းတန်တို့ကိုကြားရခြင်းလူပြဲများဤပြဲလုံးများကိုကြားရခြင်းထပ်ပင်တာလွန်၍နှစ်သက်ပွဲ ကောင်းပေသေး၏ရောက်၍အနေငယ်ကြာလင်တကြီးနေတကွာ ရွာသားများအစီကံများဤလုံလပယောဂါတို့ကြောင့် မြန်အောင်ကြောင်းចောင်းစရက်တဆောင်းတို့ရောက်ကြလေသည်ចောင်းတွင်ရှိသောယဟန်တော်များမှလည်းဝမ်းမြောက်စွာလက်ခံရှာ၏တကြီးကပြောထားပြီးဖြစ်သောကြောင့်ဒီနောက်ချက်ပြုတ်၍လာသောထမင်းများကိုစားတောက်ကြ၏ပြီးလျင်ចောင်းတွင်အုပ်ချုပ်နေရသောယဟန်တော်တပါးအပြင်အခြားနှစ်ပါးတို့၏ဟောပြောသောတရားစကားတို့ကိုကြားနာကြရ၏ပါလာသောလင်မင်းစိုးရာတို့ကိုဖောက် ထိုအရှင်မြတ်တို့အားကတ်လူကြ၏ညံအောင်ကြောင့်ဆရာတော်ကြီးကရွှေဘိုတို့သွားခိုက်ဖြစ်၏မြံအောင်ကြောင့်ဆရာတော်ဖျားကြီး၏တမထဝိပတနာတရားတော်များအကြောင်းဟောပြောချက်များကို လူတို့ကကြိုက်နှစ်တက်ကြလေသည်ဆရာတော်ကြီးကိုမဖူးမျောရသောကြောင့်စိတ်အနှဲငယ်ပြက်မိ၏ဆရာတော်၏တပည့်များဟောပြောချက်များနှင့်ပင် တင်းတိမ်ကြရလေသည် အဟောအပြောမှာမညံ့ကြကြီးဝိပဿနာဘာဝနာတစ္ဆာ၄ပါးမဂ္ဂင်၈ပါးအာနာပါနကမ္မထံအစရှိသောအဘိဓမ္မာတရားတော်အကြောင်းကိုကောင်းကောင်းကြီးကြားနာရသဖြင့်ဝမ်းမြောက်ရ၏တဘောလဲပေါက်၏စိတ်လဲနူးညံ့၍လာ၏နေပိုင်ဝင်တော်လဲတရားလိုက်စားသူဖြစ်သောကြောင့်များစွာတဘောကြလေသည် အတော်ညံ့မှယဟန်တော်များမိမိတို့ဆိုင်ရာเจ้าများတို့ ြွာသွားကြလေသည်မတ်လ23ရက်နနက်သို့ရောက်၍လက်ဖက်ရည်တောက်ကြပြီးလင်ဝါချက်ရွာသို့ခြေချင်းလျှောက်ကြ၏ရွာသို့ရောက်လင်တတ္တမေရစစ်ဆေးကြလေသည်ပြီးစီသောအခါသရုတ်ထတံမြမကျောင်းကလေးသို့ဝင်ပြီးလင်ခလေးများကိုစစ်ဆေးကြည့်၏ကျောင်းသား25ယောက်ခန်းသားရှိ၏ကျောင်းသားများအနက်အသက်12နှစ်အရွယ်မှအကြီးဆုံးသည်ဤကျောင်းသားတို့မှာ 6နှစ်9နှစ်10နှစ်အရွယ်များသာတည်ပထမတန်းသားတယောက်သာရှိ၏ကြံကြောင်းသားအားလုံးမှာသူငယ်တန်းသားသူငယ်တန်းသူကလေးများဖြစ်လေသည်ကျောင်းအုပ်ချုပ်သူကဆရာမတည်အသက်20ခန့်ရှိ၏ကလေးတယောက်နှင့်တည်ရုံမဆိုးလာတောသူကလေးတည်ကျောင်းသားကလေးတို့ကိုအနာသူခေါ်ကားစစ်ဆေး၍ကြည်၏၄နှစ်နှစ်ကို ပေါင်းခိုင်း၏6နှစ်6ကို ေါင်းခိုင်း၏သုံးအထဲမှနှစ်ကိုနှုတ်ခိုင်း၏ရသူလဲရမရသူလဲမရပေါင်းနှုတ်သောနေရာ၌လက်ချောင်းကလေးတို့ကိုမြားစွာအသုံးပြုကြရှာ၏ထိုလက်ချောင်းကလေးတို့ကသူငယ်တန်းသူ သူငယ်တန်းသားတို့၏အာထာကိုးကွယ်ရာကြီးတို့ပေသည်ထိုနောက်ကာကြီးနာငယ်ကိုမြည်တို့ပေါင်းဖက်နည်းဟုမေး၏ဂငယ်ပြီးလင်ဘာလာသည်လဲမေး၏အလာပြီးနောက် ဘာလာတယ်လဲဟုမေး၏အချို့ကကာကြီးလာသည်ဟုဖြေ၏အချို့ကဟလာသည်ဟုဖြေ၏ဖြေနိုင်သူဖြေမဖြေနိုင်သူမဖြေဖြေနိုင်သူတို့အားတမှုပေတပဲပေပတ်စံသုံးမှုခံကုန်ခဲ့၏ထို့နောက်မှတ်ချက်စစ်ဆေးကြများကိုရေးသားပြီးလင်ထွက်လာခဲ့ကြလေသည်လမ်းထဲတွင်တကြီးကမိမိရွာသည်အနုညတရွာမဟုတ် BA တယောက် BA လောင်းမင်းကလေးတယောက်ထွက်တော်ရွာဖြစ်သည်ဟု ဝမ်းမြောက်ဝမ်းသာကြွားဝ၏ဝင်ထောက်နှစ်ယောက်ကလည်းအားရ၏ထိုနှစ်ယောက်အနက် BA လောင်းမိန်ကလေးမှာចောင်းပိတ်၍ပြန်လာပြီဟုဆို၏ဝင်ထောက်နှစ်ယောက်တို့လည်းထိုမိန်ကလေးအိမ်သို့သွားကြ၏ចောင်းចောင်းစာမေးပွဲအကြောင်းစသည်တို့ကိုမေးမြန်း၏ဝင်ထောက်များကမေးမြန်းသောကြောင့်မိန်ကလေးမိန်ကလေးမိပါ ရွာသူရွာသားရွာသကြီးများပါဝမ်းမြောက်ကြ၏မိန်ကလေးကအသက်20ခန့်ရှိ၏ ယူရဒန်ကောလိပ်ကျောင်းတွင် BA အောက်တန်း၌တင်ကြားပြီး၍စာမေးပွဲဝင်ခဲ့ပြီးဖြစ်၏ပုံပန်းတရံကဖြူဖြူတေးတေးယုံမဆိုးမချောပြောပစရာမရှိအတန်ကခရိယန်ကျောင်းသူတို့၏အတန်ထွက်၏ရိုးသား၍စကားနှဲသောသူကလေးတီထို့နောက်ရွာမှထွက်၍ငှက်နှင့်နေထိုင်ရာကျောင်းသို့ပြန်ခဲ့ကြ၏ရှင်ဖြူရှင်လှစိတ်တို့ရောက်လဲငှက်ကိုစိုက်၍ရှင်လှဖျားကို တက်ဖူးကြ၏အကာယံမရှိသောဝုခလေးကငယ်လာ၏ထိုဝုခလေးလဲတွင် ရွှေချာနာသောတန်များတို့ဖြင့်စက်တူ၍ခြံကဲ့သို့ကာထား၏တလက်မပလဲခန့်ရှိ အပေါင်များအတိပီး၏၎င်းအတွင်း၌ရှင်လရုပ်ထုတော်ကို လေးပေခန့်ရှိ ပလင်မော်တွင်ဖူးမြော်ရှိ၏တော့ခတ်ထားသောကြောင့်ထင်းထင်းရှားရှားမဖူးမြော်ရပါ အနီးနားကပ်၍ချောင်းမြောင်းကဖူးမြော်ပါမှ အာရပါရဖြစ်၏မျက်နာတော်ကတက်ပေ၏နားတော်ကအချားယုတ်ထုတော်များ၏နားတော်နှင့်မတူပခုံးနှင့်နရွက်တော်ထိယုံမြမကရင်တော်ပေါ်တို့ပင်ဆက်လက်၍ကြနေ၏ရှင်လဖျားကိုဖူးပြီးတော်ရှင်ဖြူဖျားရှီယာတို့သွားသောဇောင်းနန်းကြီးအတိုင်းပကံမင်းလက်ထက်ခါတီယံဂျိုတယံဘယင်မင်းမြက်စကိုင်းတောင်းတို့လာသောအခါတက်တော်မူယံဆောက်လုပ်ထားသောဇောင်းနန်းကြီးဖြစ်သည်ဟု လူတယောက်ပြော၍ကြားရ၏ဟုတ်မဟုတ်ကအသေးအချာမပြောဆိုနိုင်၎င်းတစောင်းကြီးပြက်စီးယိုယွင်းနေသည်ကိုဥခန်းဤအရှင်မြတ်က ထမှန်ပြင်ဆင်သောကြောင့်ကောင်းမွန်လျက်နေပေ၏အတန်တက်မိသောအခါမြော်ရီဆရာတော်ဤနရားချောင်းသို့ ရောက်တည်းပါလာသောငှက်သမားကပြော၍မြော်ရီချောင်းမှန်တိရပေသည်၎င်းချောင်းကို တွေ့မြင်ရလင် ဝင်ရောက်ကြည့်ရှုလိုသောဆန္ဒများသည် ဝင်တော့နှစ်ယောက်လုံး၏စိတ်၌ပေါ်ပေါက်၍လာကြ၏ထို့သို့ရှေးရှုသွားကြ၏အလွန်ကြောက်မက်ပွဲကောင်းသောခွေးကြီးနှစ်ကောင်သုံးကောင်ကဝါမယောင်စားမယောင်ပြုတ်ကြ၏ထိုအခါចောင်းသားကလေးတယောက်ထွက်၍လာ၏ထို့နောက်ကပ္ပိယတယောက်ပေါ်၍လာ၏တိလရှင်ဆို၍ကစေဘောဝါဖက်အရေးအငွေတော်မမြင်ရကြထိုရောက်လာကြသောចောင်းသားတာမဏေ ကပ္ပိယတို့အားမြဝတီဆရာတော်အားဖူးမြော်ရမည်လို့ဟုမေး၏၎င်းတို့ကဆရာတော်အောက်သို့ကြွားသွားကြောင်းပြော၏ကြောင်းထဲဝင်၍ကြည်ရန် ခွင့်ပြုပါမည်လို့ဟုမေး၏မျက်လုံးကြောင်တောင်တောင်နှင့်မယုံတကဲ့သို့ကြည်နေကြ၏စကိုင်းနေပိုင်ဝင်တော်မင်းများဖြစ်ကြသည်ဟု ပြောပြရ၏ဒီခါကြမှဝင်ကြည့်ရပါသည်ဟုဆိုကားကြောင်းတကားတော့ဖွင့်၍အတွင်အပြင်ပြဲပြဲစင်အောင်လိုက်၍ ပြရှာကြ၏ကျေးဇူးတင်စရာကြီးပေပင် ကိုလုံးပေါ်မှန်ပြီတို့ကြီးကနှလုံးရှိ၏မှန်ထဲတွင်ဖုံတွေတလိမ့်လိမ့်ကန်နေသော ကိုချွေးတွေစီးဆင်းနေသော မျက်နာကိုမြင်ရ၍စိတ်ပြက်မိ၏စာအုပ်ဘီတို့တလုံးက နောက်ဖက်အခန်းထဲတွင် တွေ့မြင်ရ၏ကော်စောများခင်းထားသောကျမ်းပြင်ပေါ်တွင်လှုပ်ကလထိုင်မှဆ၍ကလထိုင်အများကို တွေ့မြင်ရ၏ကျေးကရင်ကြီးတလုံးကို အပြင်ကန်းတွင်တွေ့မြင်ရ၏အဖိုးတန်ကြီးဖြစ်ပေလိမ့်မည်ထို့နောက်နောက်ခန်းကိုဝင်ကြည့်၏ကောင်းလိုက်ပါပြီတော့ကလထိုင်းအပြည့်ဇပွဲအပြည့်နှင့်ပင်၎င်းနှင့်ဆက်နေသော အခန်းကလေးတွင် စာရေးဇပွဲတစ်ခုကိုတွေ့ရ၏အပြင်ကန်းနှင့်ဆက်နေသော အခြားအခန်းတွင်လည်းတန်ကရင်တစ်လုံးကို တွေ့ရ၏ထို့နောက်အထက်ထက်သို့တက်ကြည့်ပြန်၏ပြောစရာမရှိကောင်းသည်ချီးပင် ဝိုးအင်ကြီးတွင်ခင်းကျင်းထားတကဲ့သို့ကရင်တလုံးကိုလည်းတွေ့မြင်ရ၏တကားကိုဖွင့်လိုက်သောအခါအပြင်ပေါ်တီကိုကို ရောက်၏ထိုမှကြည့်လိုက်သောအခါအေယာဝတီမြစ်ကို အတိုင်းသားမြင်ရ၏တာမဏီကလေးကမှန်ပြောင်းကြီးကို ထုတ်ပြသောကြောင့်ထိုမှန်ပြောင်းကြီးဖြင့်တစ်ဖက်ကန်းသို့လှမ်းကြည့်ကြ၏တင်းတင်းရှားရှားမြင်ရ၏ကြည့်ရှု၍စုံလင်မြန်၍ဆင်းလာကြ၏အောက်ဆုံးတက်ကအေး၏ နေထိုင်ရန်ကောင်း၏ရှင်းရှင်းလင်းလင်းရှိ၏ကလထိုင်များမှာများစွာမရှိ ပလက်ကလထိုင်ကြီးနှလုံးသာရှိလေသည်ထို့နောက်ရေချိုးကန်းကုရီအိမ်တို့ကိုပြ၏အံအောချီးမွန်ကြပြီလေထွက်၍လာကြ၏ခွေးများလည်းចောင်းသားများပါသောကြောင့်ဝင်တော့တို့ဤတွေးကို မတောက်ကြရသဖြင့်စိတ်မကြေမနက်ဖြစ်ကာကြံရစ်နေကြရှာ၏ဝင်တော့နှစ်ယောက်လည်းထိုចောင်းကြီးဤခန္ဓာဘုံကိုချီးမွန်ကလာကြ၏ မင်းကြီးအိမ်လဲဤထက်မသာဝစ်လုံတော်ရအိမ်လဲဤထက်မသာကျောင်းကြီးဆိုရတော့လဲနဘုံနန်းနန်းကဲ့သို့ပင်တည်ဆရာတော်မရှိကြဤမြခန္ဓာပါမူကဆရာတော်ရှိလဲမြီးမြခန္ဓာစွာ ပြင်ဆင်ထားအံ့နီမကြမီကဖြစ်ပျက်သောအကြောင်းမှာမှန်ခြင်းမှန်ပေလိမ့်မည်မှားခြင်းမှားပေလိမ့်မည်ထို့သောဤသို့ခန္ဓာစွာနေထိုင်ခြင်းကယဟန်တော်တို့၏အကျင့်ကြီးမကြီးကို ဆုံးဖြတ်ရန်အခက်ပင်တည် လွန်ခဲ့သော၃နှစ်ခန့်အခါကတွေ့လို့မြင်လို့သောဆန္ဒကိုယခုမှဖြည့်ရသောကြောင့်အာပတယပြန်၍လာကြရလေတည်း။ဂျောင်တို့ရောက်ရင်ထမင်းဟင်းစားကြ၏။ထို့နောက်ဖတ်เสียရှိသောစာမှတ်เสียရှိသောအရာတို့ကိုမှတ်ကြဖတ်ကြ၏။ညနေ၄နာရီထိုးလျင်ထိုးချောင်းတွင်နေသော ကပ္ပိယကြီးတယောက်နှင့် မဟာသမယကြောင့်ရှင်သီလဝန္တကြောင့်ရှင်အရိယဝန္တကြောင့် လေးကျွန်းตาရဆောင်တို့ကိုလှဲ့ပတ်ကဆရာတော်တို့အားဝင်ရောက်ဖူးမြော်ကြ၏ဆရာတော်များလည်းဝမ်းမြောက်စွာတရားဓမ္မများကို တိုက်ကြွေးလိုက်ရှာတော်မူကြ၏အခြားเจ้าများက အုတ်เจ้าတို့ဖြင့်ခံခံနာနာရှိလာ၏အရှင်အရိယဝန်တเจ้าတွင်ကเจ้าများမှာရှေးဟောင်းเจ้าကြီးတွေတည်လေးကျွန်းตาရဆောင်ရှိเจ้าကြီးကမမဆွင့်ဆွင့်မြင့်မြင့်ကြီး တင့်တယ်လှပြီ၏ ထိုအကြောင်းတွင်ထိုင်သောအကြောင်းထိုင်ပုဂ္ဂိုလ်ကအသက်တော်35နှစ်ခန့်ဝါတော်15ဝါခန့်သာရှိသေး၏ပထမပြန်ဝင်မည်တပည့်တို့အားစာပေပို့ချနေ၏မန်လေဆရာတော်ကြီးနှင့် မဟာဝိတုဒ္ဒရာမဆရာတော်ကြီးတို့၏တပည့်သည်ဆရာတော်ဖျားကြီးများအကြောင်းကိုအမြတ်မြပြောပြ၏ရောက်သမျှသောကြောင့်တို့တွင် ရှောက်ထားရာ စွန်ပန်ကိစ္စမှာများစွာမျှမျှတတမရှိကြောင်းကြားသိရလေသည်ဝမ်းနေစရာပင်တည်းចောင်းကြီးတို့ကကောင်းမွန်တင့်တဲကြီးကျယ်လှပေ၏ကျောင်းတွင်သတင်းသုံးတော်မူကြသောယဟန်တော်တို့ကစွမ်းပန်းအတွက်များစွာကြောက်ကြရရှာတော်မူကြ၏။ရွှေကျောင်းပြောင်ပြောင်စွမ်းခေါင်ခေါင်ဆိုသောဇကားအတိုင်းပင်သည်ထို့သောဘိက္ခုယဟန်သည်ကိလေသာကြုံလှီမှတောတာတိ တင့်တယ်ဤဟူသော လောကသားရစကားကို ထောက်လိုက်ပြန်သောဝမ်းနေမရှိ။ကျောင်းမှာခန္ဓာကြီးကျယ်သောကြောင့်တင့်တယ်ဤယဟန်တော်များမှာကြုံလီသောကြောင့်တင့်တယ်တော်မူရှာကြလေသည်။မြဝရီဆရာတော်ကဝဝဖြိုးဖြိုးဟုကြားရ၏။အားလုံးပဲကျေနပ်နှစ်သက်နိုင်ကြပါသည်ရှင်။မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းပေါင်းနှင့်တလုံးတဝရပြည့်စုံနိုင်ကြပါစေနော်။